MD4 နဲ့ဒါ contract ပြစ်ပြီးွားတော့ contract ပြစ်ပြီးွားတော့ ခဏလေးနားလိုက်တာပေါ့နော်ခဏလေးနားရဲဆိုတော့အဲ9လောက်တော့ကြာမနေတူတယ်ခဏလေးနားလိုက်တာအာနားပြီးတော့အဲအပြင်လုံလေးပဲလုပ်တယ်ပေါ့နော်ဒါအပြင်လုံကလေးလုပ်ရင်းနဲ့အခုကြာမှာပေါ့နော်ဒီကားလေးကဒီကားလေးနဲ့ပြန်ပြီးတော့ခန်းပတ်တာပေါ့ဟုတ်ကဲ့ပါရုပ်ရှင်လောကမှာနေရာတစ်ခုပေါ့နော်အပြင်မှာပေါ့နေရာတစ်ခုလေးပြန်ရလာအောင်ဒါကိုပရိသတ်တွေကိုကိုကအခုပြန်လုပ်ပေးရမယ်လေကိုမျောလင့်နေရလို့အဲ့တော့အများကြီးစူးစမ်းမှာပေါ့ဟုတ်တွေ့ရဆိုလို့ရှင်ဟိုမမမီပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပြီးတော့ဇမင်လက်တူပါဇမင်လက်ဝဲဇမင်လက်ကိုလို့ချင်နိုင်လောက်လိုက်တာကွယ်နားတော့ သိရမလားသပင်းနေညက်ပြပါညာဆိုအဲ့လိုဖြစ်တယ်ဆိုတော့အနယ်လေးဟွာဖြစ်သွားတယ်ပေါ့နော်အဲ့တော့နယ်ပြောင်းလဲသွားတယ်ပြောင်းလဲသွားတာလေးရှိပါတယ်အဲ့တော့ရှင်မင်းကအဲဒီကားလေးကနေစပြီးတော့ကိုကအဲပြန်ပြီးတော့ 調査มาပေါ့เนาะပြန်ပြီးတော့調査မယ်အပြင်မှာကိုကနေရာလေးတစ်ခုရလာအောင်ဒါစီနီယာအမတွေကိုတွေအတူယူပြီး調査တော့ပါမယ်လို့ပြောချင်ပါတယ်ဒီနေ့ကရှင်မင်းပေါ့เนาะဒါ maintain ရှာနဲ့အိမ်နံပါတ်666ပေါ့အဒီကားလေးမှာရှင်မင်းကတော့ဟို character လေးတစ်ခုပေါ့เนาะဒါဇက်ဆောင်ဇက်ဆောင် character လေးတစ်ခုအနေနဲ့လာมาပါအဲတရေတော့မဟုတ်ပါဘူးတရေတော့မဟုတ်ဘူးဒါပေမဲ့ဟို character ကောင်းကောင်းလေးပေါ့เนาะ character ကဒီဟိုလင်မယားနှစ်ယောက် character ပေါ့လင်မယားနှစ်ယောက်ကနေပြီးတော့ဒီအိမ်အိမ်ကိုရောက်လာတယ်ဒီအိမ်ကိုဝယ်မိသွားတယ်ပေါ့အဲအဲ့အိမ်မှာဖြစ်တဲ့အကြောင်းအရာလေးတွေ ထိုက်မှာဆိုတော့လေအဲ့လိုလေးပါလို့ဟုတ်ဒါရှင်ဘောเนาะ MD4 နဲ့ဒါ contract ပြစ်ပြီးွားတော့ contract ပြစ်ပြီးွားတော့ ခဏလေးနားလိုက်တာပေါ့နော်ခဏလေးနားရဲဆိုတာအဲငါးလောက်တော့ကြာမနေတူတယ်ခဏလေးနားလိုက်တာအာနားပြီးတော့အဲအပြင်းလုံလေးပဲလုပ်တယ်ပေါ့နော်ဒါအပြင်းလုံကလေးလုပ်ရင်းနဲ့အခုကြာမှာပေါ့နော်ဒီကားလေးကဒီကားလေးနဲ့ပြန်ပြီးတော့ခန်းပတ်တာပေါ့ဟုတ်ကဲ့ပါအဲ့ဒါလေးကလေဟို character တို့နာမည်တို့ပြီး script ပတ်တာတို့ပြီးလို့ရှင်အကုန်လုံးကလေ script reading လေးမှာဟိုဟာအသေးစိတ်သိရမှာပေါ့နော်အသေးစိတ်လေးဟိုဖျက်မှာဆိုတော့ကျွန်တော်ကြိုးမျိုးပြောသေးပါဘူးလို့ဟောအများကြီးပေါ့နော်အများကြီးကြိုးစားကြိုးစားရတော့မှာပေါ့ဘာလို့လဲဆိုတော့ကိုကအများကြီးပေါ့နော်ဒါ အမဒီဖိုရမဆိုလို့ရှိရင်တော့ဒါကိုမိခင်တရင်ဖြစ်နေတာကိုအမကျတော့ကိုကဟိုကိုပတ်တာကိုအေးအေးဆေးဆေးနေလဲဒါကာယကားတွေကကိုပတ်တာကိုပုံမှန်လေးပေါ့နော်ရိုက်နေရတာဆိုတော့လေအခုကျတော့ကိုကအများကြီးစူးစမ်းရတော့မယ်အပြင်ရောက်သွားပြီကိုတယောက်တည်းဖြစ်သွားပြီကိုလည်းဖြစ်သွားဆိုကိုစူးစမ်းမှပဲကိုရတော့မှာကိုအဲ့တော့ကိုကအများကြီးစူးစမ်းရတော့မယ်အရှိမလဲဒါကိုစီနီယာအမတွေဒါအမဒီဖိုထပ်သွားတဲ့အမတွေဆိုလို့ရှိရင်လဲဒါအများကြီးအောင်မြင်နေကြတာဆိုတော့ဒါဒီအမတွေကိုအတူယူပြီးတော့ရှင်မအများကြီးစူးစမ်းရတော့မှာပေါ့နော်ဟုတ်ဟုတ်ကဲ့အများကြီးပြင်ဆင်ရမှာပေါ့အမဒီဖိုကကြတော့ဒါရှင်မ ့ corridor တစ်ခုရိုက်မယ်ဆိုရင်ကိုကအရန်ဝင်မလေးဝင်ပိုဒါအဝတ်စားပိုင်းဆိုင်ရာ make up ပိုင်းဆိုင်ရာတွေရုံးအကုန်စီစဉ်ပေးတာ哦အခုဒါရှင်မင်းတို့အခုဒီမှာရိုက်မယ်ဆိုရှင်မင်းအစားဆုံးကိုဘတ်တကူစီစဉ်ရမှာအပြင်နေမှာရိုက်ပြီဆိုရင်တော့ဒါဆိုတော့ကိုကအများကြီးပြင်ဆင်ရမယ်ဒါပုံမှန်ထက်အများကြီးဟို3ဆလောက်ပို့ပြီးတော့ပင်မန်းမယ်3ဆလောက်ပို့ပြီးတော့ကြိုးစားရမယ်ပေါ့နော်ပြီးတော့ဒီရုပ်ရှင်လောကမှာနေရာတစ်ခုပေါ့နော်အပြင်မှာပေါ့နေရာတစ်ခုလေးပြင်ရလောင်းဒါကိုပရိသတ်တွေကိုကိုကအခုပြန်လုပ်ပေးရမယ်လေကိုမျောလင့်နေရလို့အဲ့တော့အများကြီးကြိုးစားမှာပို့ဟုတ်အနည်းဆုံး ံးဆိုရင်တော့အစောပေါ့သစ္စာတွေကအစောပေါ့နော်အစောဆိုရင်အရန်ချစ်ကြတယ်ပြိသက်တွေကအများကြီးမျောလင့်ကြတယ်ပေါ့နော်အဲဆိုတော့ဒါမိမိစောဆိုရင်တော့အကုန်လုံးကချစ်ကြတယ်ပေါ့ပြီးကျိစားဝေဒနာကြီးပေါ့ပွဲထွက်ကလေတင်းသာဝေဒနာကြီးပြီးအလင်းတွေကလူဒီဒုမနဲ့တို့အများကြီးပါပဲဟုတ်ကဲ့အစောဆိုလို့ရှင်အခုရအစောဆိုရင်ကိုသိကြတာဟုတ်သိတယ်ဆိုတော့ဒီကာရက်တာလေးကိုချစ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်အပြိုကြီးစောပါနော်ချစ်ပေးတယ်အများကြီးကျေးဇူးတင်တယ်အဲနောက်ပိုင်းမှလည်းပေါ့နော်ဒါ ကို့ဒီအခုအပြင်ရှမင်းအပြင်ရောက်ပြီအပြင်မှာဆိုက်ရိုက်ပြီဆိုလို့ရှင်တော့ဒါကို့နုပညာမောင်နှမတွေပေါ့နော်ကို့မတီဖုန်းကနုပညာမောင်နှမတွေလည်းပြန်လဲဆောင်ကြပါတယ်အများကြီးတူတူပြန်စူးစမ်းပြီးတော့အပြင်မှာလည်းအများကြီးပြင်ရိုက်ချင်ပါတယ်ဟုတ်ရှမင်းကျတော့လေ ဟိုနည်းနည်းလေးပေါ့နော်ဟိုအနုပညာအလုပ်ကိုလည်းချစ်ပါတယ်ဒါပေမဲ့ဟိုလိုကိုကကြတော့နည်းနည်းပြိုတိပြင်ဆင်တက်တက်ထဲမှာပါတယ်ဘာဆိုတော့အာဒီဟာပြီးတော့ငါဘာလုပ်တင်လဲအဲ့လိုမျိုးတွေးတက်တက်ထဲမှာပါတယ်ပေါ့နော်ဘာဆိုတော့ကိုကဟိုလိုအရန်လို့တွေးပူတက်တက်ထဲမှာပါတာပေါ့အဲ့တော့ဒါကျွန်မအားကြောင့်မလို့ဟိုဒီ MD4 ကနေခဏလေး contract ပြည့်သွားတဲ့အချိန်မှာဒါလာပိုင်းလောက်ပဲရှိပါသေးတယ်အဲ့ဒီလအတော်တွင်မှာကျွန်မဒါစီးပွားရေးပေါ့နော်ကိုလုံးကိုလုံးနိုင်တဲ့စီးပွားရေးလေးတွေပြုလို့ရှိရင်ဒါတငယ်ချင်းရဲ့ဟိုစီးပွားရေးမှာ invest လေးတွေအဲ့လိုလေးလုံးဖြစ်ပါတယ် ယ်အဲ့လားအဲ့ဒါကြောင့်နည်းနည်းလေးချရတာပါကမ်ဘက်ကဟုတ်အစောအစောနဲ့နာမည်ပြောင်းလိုက်ရင်ကောင်းမှာဟုတ်ကဲ့ပါဒါရှင်မဘောနော်ဒီအမတီ4ကနေပြီးတော့ဟိုဟာမြင်တွေ့ခဲ့ရတဲ့ပြဿနာတွေကအခုဒါအပြင်မှာပြန်ပြီးတော့အပြင်ပေါ့နော်အပြင်မှာဒါဖုန်းထဲမှာပဲဖြစ်ဖြစ်အပြင်ကအဲ production နဲ့အပြင်ကဟိုဟာ အပြင်မှာပြန်တွေ့ရပြီပေါ့အပြင် channel အများကြီးမှာအဲ့ဆိုပြန်တွေ့ရပြီဆိုတော့ရှင်မကဟိုအရင်အတက်ကိုအများကြီးရှင်မအားဆိုင်ပြီးတော့စူးစမ်းပေးတော့ပါမယ်ပြီးတော့အခုရှင်မက၄-၅လောက်ရှင်မနားရတဲ့အတွက်အခုပေါ့နော်ရှင်မနည်းနည်းလေးတော့ဟို weight တက်နေရဲ့နည်းနည်းလေးရုပ်ပြောင်းသွားတယ်ဒါကြောင့်တွေ့ရဆိုလို့ရှင်ဟိုမမမီပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပြီးတော့သဘင်လက်တူပါတယ်သဘင်လက်ဘွဲသဘင်လက်ကိုလုံးချင်တယ်လုံးလိုက်တာကွယ်နားတော့သိရမလားသဘင်နေညက်ပြပါညာဆိုအလုပ်ဖြစ်တယ်ဆိုတော့အနည်းလေးဟိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့နည်းပြောင်းလဲသွားတယ်ပြောင်းလဲသွားတာလေးရှိပါတယ်အဲ့တော့ရှင်မကအဲ ဲဒီကားလေးကနေစပြီးတော့ကိုကအဲပြန်ပြီးတော့ကြိုးစားမှာပေါ့နော်ပြန်ပြီးတော့ကြိုးစားမယ်အပြင်မှာကိုကနေရာလေးတစ်ခုရလာအောင်ဒါစီနီယာအမတွေကိုတွေအတူယူပြီးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ပြည့်သက်ကြီးကလည်းအပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်